စစ်ကောင်စီလေကြောင်းတန်းတိုက်ခိုက်မှုကြောင့်6ရက်ဇေလ2025ခုနှစ်ညပိုင်းချိန်တွင်မိမြတ်စွာ ကြာဆုံးခဲ့ပါသည်ဒီဗုဒ္ဓဘာသာအထက်မှနေဖြစ်တဲ့ဒီဒရွန်ကျက်နေမှာပေါ့နော်သူစုက6ရက်တဲ့ဒီတပိတ်တစ်ခုကိုဘုံကျဲတက်ဖြတ်သွားတယ်လို့သိရပါတယ်ဆိုတော့ဒီဘုံကျဲခံငယ်မှာလीဒီဆန္ဒပြတဲ့သူကြီးကလေငိမ့်ချတော့ဆန္ဒပြတောင်းဆိုနေလားဘယ်လိုမျိုးဆန္ဒပြတောင်းဆိုမှုတွေလုပ်နေကြတာလဲဘယ်တော့ အဲ့ဒီမြင်ကွင်းလေးပြောပြပေးပါဦးဘုံမချဲခံရခဲ့မြင်ကွင်းလေးပေါ့နော်ဘုံမချဲခံရခဲ့ကတော့ဒီချောင်းမြို့နယ်ပေါ့တို့နယ်ပေါ့နော်ချောင်းမြို့နယ်ချောင်းမြို့နယ်အပြင်မြင်ရတယ်ဘုံအမျိုးနယ်ထိတ်ဆက်ထားတဲ့လမ်းမပေါ့ပေါ့နော်အဲ့လမ်းမပေါ်မှာအပြီးဘုံလေးကြိုက်ပြီးတော့လုံးတဲ့ရွေးကောက်ပွဲကိုလက်မခံနိုင်တဲ့အကြောင်းဟိုကျွတ်ကျော်ပြီးတော့ဆန္ဒပြနေကြတာပေါ့ဆန္ဒပြပြီးတော့သူတို့ဒီ စုရက်ကိုတပိတရားဟောတာတော့ဘာလို့လို့ဖို့အစုရက်ကိုသွားတဲ့အချိန်ပါစုရက်ရောက်ပြီးတော့အဲပကြပြန်ပါပဲဒီပါမတော်နဲ့ဘုံဘုံတိချပြီးတော့ဆက်ခဲ့ကြရတာကျောက်စုကသူတို့ဒီသာနာပြတပိတ်တွေကတွေကလက်နဲ့ကြိုင်တာတွေဆို PDF တွေဆိုမှပြောဆိုမှုတာတွေလည်းရှိရဆိုတော့ခါကြောက်လေအခုဒီဒီသာနာပြတောင်းဆိုတာလေလက်နဲ့မဲ့နဲ့ပေါ့နော်ဒါတောင်းဆိုတဲ့ဒီမိဘုံလေးတွေပေါ့ကိုယ့်ရဲ့ဒီဘာသာရေးဖြစ်တဲ့တောင်းဆိုတာလားပေါ့ဘယ်လိုမျိုးအခြေအနေမျိုးရှိလဲမသိဘူးအဲ့ဒီခါလေးနည်းနည်း အဓိကတော့ဒီကြာလာဆိုတာကတော့ဟိုဒါသတင်းညွှန်လာပြီဆိုတော့ဒါသတင်းညွှန်လာပြီရဲ့အထိမ်းမက်ကဒီဗမာမြန်မာနိုင်ငံသားတွေအနေနဲ့အဲပြောမလဲဒီပြီးပြီးစီမီပူတော်ကြပြီးပုံလေးအနေနဲ့လောက်ကြတဲ့အနေထားဟိုဒါသူတို့အဲအဲ့အဲ့ပုံစံမျိုးနဲ့စီမီပူတော်ရင်းနဲ့ပြီးပုံကန်ပြီးတော့အဲသူတို့ကြတယ် ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုအဲ့လိုကြိုးကြိုးပြီးတော့ဒါအငင်းငင်းရဆန္ဒပြကြတာအဲ့မှာအလားဘူးကြောင်းတစ်ချက်မလို့ဒီဆုပ်စုအသုံးပြတဲ့လေရင်ကလေဘာမျိုးသားများဖြစ်မလဲဒီတစည်းလာနဲ့ပြရမယ်အပါရမူတာကြပါရမူတာဟိုမှအဲဘုံစည်းကတော့ဒါသူတို့ဟိုဟိုလက်လုံလို့ပြောမှာပေါ့နော်ဆက်ယုံထုတ်တာမဟုတ်ဘဲနဲ့အဲဆက်ယုံဆောင်ဆုံးမှာသူတို့ဒီ PVC နဲ့လုပ်ထားတဲ့ဟို120မှာပါကပ္ပစဆက်ယုံကမဟုတ်ဘဲလေ အဲသူတို့ဒီမှာနမခရဲမှာလည်းထုတ်တဲ့120ဖြစ်ဖို့များပဲဗျာဘယ်နှလုံးလောက်နဲ့များဒီကျဲချပြီးတော့တက်ခိုက်တာလည်းမသိဗျာဟုတ်အဲဖြစ်စဉ်မှာဒီအဲပြည်သူအများစုဖြစ်သွားတဲ့ဖြစ်စဉ်ကတော့အထီးသွားတဲ့ဖြစ်စဉ်ကတော့နှလုံးဗျာနော်ပထမတက်ခေါက်ကနှလုံးပေါ့အဲ့ဒါပြီးသွားရောဒီခဏနေရောစေကူတမှုခံယူနေတဲ့အချိန်တို့ အဲဒီဗီဒီကောက်နေတဲ့အချိန်ကိုအဲ့လိုမျိုးအကုန်လုံးဒီဘက်မှာလှုပ်ရှုပ်နေတဲ့အချိန်မှာနှလုံးလာချတယ်အဲ့နောက်တစ်ခေါက်အဲ့တော့နှစ်ခေါက်လာတဲ့တစ်ခေါက်ကိုနှလုံးကြီးနဲ့လေးလုံးချသွားတာပေါ့အဲ့ဒုတိယခေါက်ကတော့မထီဘူးဗျလူလူစပိတ်တိုက်ပွဲကိုတော့လေးလုံးချပြီးတော့အဲ့ဒီဂျူနီကယ်စေးလေးလှုပ်တဲ့ခါတော့ကိုတော့နှလုံးထက်ချတာပေါ့ဒီဘုံချသွားတဲ့နေရာကလေကိုလူအုပ်ရှိတဲ့နေရာကိုတက်တက်ကြတာလားဗျဘယ်နေရာအောင်များကြတယ်လို့သိရလဲလူလူရှိတဲ့နေရာကိုတက်တက်ကြတာ ဒီလူထဲတက်တက်ကြတဲ့အချိန်မှာပောက်ကွဲအားကလေသူဘယ်တော့ထင်များပျက်စီးသွားလဲဒီပြင်ကလေဟုတ်အဲ120ဆိုတော့ဒါပောက်ကွဲအားလည်းပြင်းနေပေါ့လက်လက်ကြီးထဲမှာပါထိခိုက်တာအများကြီးပဲပောက်ကွဲကဘယ်လောက်ပြင်းလဲဆိုတော့ဒါဟိုဘုံမတိုင်းဆိုတော့120ရဲ့ထိကြတာကြားပါတယ်တရားအဲ့ဒီအပြင်းဆုံးပေါ့နော်မလွတ်ဘူး50တရားဒါနဲ့ဒါနဲ့ပုံမျိုးများတဲ့ဟာတွေလည်းရှိကြဒီက50ရတော့အနည်းဆုံးဖြစ်ဒီပောက်ကွဲပြီးတော့မှဒီတေဆုံးတဲ့လူတွေနဲ့ ဒဏ်ရတဲ့လူတွေကိုကောက်ယူရတဲ့အချိန်မှာပေါ့နော်ဘယ်လိုမျိုးတွေများကောက်ယူရလဲတစားစီများလိုက်ကောက်ရလားအဲ့ဒီအခြေအနေလေးလည်းပြောပြပေးပါဦးဟုတ်တစားစီကောက်ရတဲ့ဟာတွေလည်းရှိတယ်ဗျဟိုတချို့လည်းအဲဒီအပေါင်းလုံးဂျလီယန်ဆင်ပြီးတော့ပေါ့နော်တချို့လည်းမုခသာထဲမှာထည့်ထားတာပေါ့နော်တချို့လည်းဓဖို့တွေပြီးရယ်မပြီးတာတွေလည်းရှိတယ်ဒဏ်ရသူလည်းများတယ်ကောင်းတော့ဖျူဖျင်းပြဟုတ်ကဲ့ဒီတိုက်ခိုက်ခံရမှုပါဒါလူသားစဉ်ခြီးပြီးတော့အသေးဆုံးတယ်လို့လည်းကျွန်တော်ရည်ပူရသိထားပါတယ် ဒီလက်ရှိပေါ်တော့တေဆုံးဒဏ်ရာတွေကအတိပြုနိုင်တာကဘယ်လောက်လောက်များရှိနေပြီလဲမသိဟုတ်တိပြုနိုင်တာဆိုတော့ခံမှန်းမဲရပါသေးတယ်ဗျဟို20နဲ့30ဝန်းကျင်မှာရှိတယ်ဘာကြောင့်ခံမှန်းမဲရသေးရလဲဆိုတော့ဒီຢာကဖြစ်သွားတဲ့ဖြစ်ပြီးတဲ့အချိန်မှာပေါ့နော်သူတို့နှီးပဲရနှီးစရာတဲကြတာမျိုးရှိရတာတော့ဓာတ်ပေါ်တွေပါလေအဲ့တော့ဟိုအချိန်တစ်ခုတော့ယူအောင်မယ်တင်တယ်အတိအကျတည်ဖို့ လုံးဝဆန်ကျဖြစ်ဖြစ်တဲ့ချိန်မှာအဲမှာကြားထဲမှာလည်းပါလာမှုတော့နှစ်ခေါက်တစ်ခေါက်တစ်ခေါက်ထက်လာပါလို့သူကနှစ်ခေါက်ပေါ့နော်။အဲလာသွားတဲ့အခါမှာတမိုရီရတနေ့နီးတဲ့ရသူတို့တည်သွားတာမျိုးပျောက်သွားတာမျိုးတော့ရှိတယ်ဗျ။ပျောက်တာမျိုးဆိုတာတော့ဒီဒီတိုက်ခိုက်မှုကြောင့်ပေါ့။တခါစီဖြစ်သွားရတယ်ရှိတယ်။အဲတော့အဲလက်ရှိချိန်ရတဲ့အဲအချို့ကဒီအသက်လွတ်ပြီးတော့စေမှုရမှုခံယူနေကြတာဖြစ်ပြီးတယ်။အဲတော့ကေရင်ကြီးလုပ်တဲ့ဒီဘက်ကဖလှယ်နိုင်နေပြီ။အဲ့ဒါအဲ ဒီဒီဆုံးမှုအရေးအတွက်တိတိကျတော့မသိရသေးဘူးဗျ။အော်ဟုတ်ကဲ့အခုတော့ဘနော်ဒါလက်ရှိအေးဒီခံမှန်းထားတာကတေဆုံးတာကဘယ်လိုမှရှိတယ်။အဲရလာကဘယ်လိုမှရှိမယ်လို့ခံမှန်းထားလဲဗျဟုတ်။ဒါရရလာက40ဝန်းကျင်လောက်ရှိတာ။ဒါကဟိုပေါ့အနည်းဆုံးဒီပွဲလေးထိရမဟုတ်ဘူးပေါ့နော်အနည်းဆုံးတော့စေယုံစေကံသွားရတဲ့အစီအရာပေါ့40လောက်ရှိတယ်။တေဆုံးသူတွေမှာလေးဒီဆန္ဒပြတပိတ်ဒီကလေးငယ်တွေလည်းပါဝင်တယ်လို့လည်းသိရတယ်ပေါ့နော်ဒီတပိတ်မှာအတက်မပြည့်တဲ့ကလေးငယ်တွေ ေကဘလောက်တော့မြောက်ခါလဲမသိပြကိုဟုတ်အရေးတော်အဖြစ်တော့ကျွန်တော်လည်းကန်းလာလာမသိသေးဘူးပုံမှန်လေးပြောမှဆိုအဲ့ချိန်ကကျွန်တော်လည်းတန်ရတာလည်းမပါလေကျွန်တော်ကိုယ်တိုင်ကလည်းဖေးုံရောက်နေရတယ်နေတာအခုမှကျွန်တော်ဒီဖေးုံမဖြစ်မဆိုဘူးကျွန်တော်ထွက်လာပြီးတော့တန်ရတတ်တာကလည်းရှိပြီだဗောနောအဲစီကီဘောင်းမှုခံပြီးနောက်ပိုင်းနောက်ဆက်တွဲကလေးဘလောက်ပါလဲပါ냐ဆိုတာကအဲ့ဒီအဲဓာတ်ပေါ်ကြီးကောက်တဲ့လူတွေပဲသိနေမယ်သူတို့ကိုယ်တိုင်လည်း ကောင်းကောင်းအချို့လည်းဒီပြည်စည်းနေရာရှိတယ်ပြည်ရလေးငယ်တွေပါနေရတော့တိတယ်ကြားတယ်ဗျာအခုရောပေါ်တော့ဒီအဲဘုံပေါက်ကွဲတဲ့အချိန်မှာဒီပေါက်ကွဲတဲ့အချိန်မှာဘယ်နေရာတွေမြတ်တန်ရသွားလဲဟုတ်ကျွန်တော်မေးရလားဗျာဟုတ်တယ်ဟုတ်တယ်ကျွန်တော်ကဒီဒူဒူဒူအောင်ပေါ့နော်ဒူအောင်ဒူအောင်တေဆုံးသူတွေထဲမှာဆန္ဒပြတပိတ်ဥဆောင်သူတွေလည်းတေဆုံးနေဆိုပြီးတော့လည်းပြောနေကြတယ်ပေါ့နော်ဆရာဆရာမတွေတို့ကျောင်းဆရာတွေတို့ဒီလက်ပါဝင်တယ်လို့လည်းသိရတယ်ဆိုတော့ အခြေကိုတို့တိထားရတော့ပြောပြပေးပါဦးတို့တွေဘယ်လောက်များပါဝင်လဲမသိဟုတ်ဒီဆုံးသူရေးအတွက်ဟုတ်တယ်တပိတ်သေးရလဲနှစ်ယောက်လို့ကြားတယ်ဘယ်တပိတ်လဲတော့မသိဘူးနော်ကျွန်တော်ပေါင်းလို့ကြားဆိုတော့ဆရာဆရာမလေးကတော့ကျွန်တော်မကြားမိသေးဘူးကြာတပိတ်သေးရနှစ်ယောက်ကြားတယ်ဗျာရေဘော်လေးကနှစ်ယောက်ပေါ့နော်ရေဘော်လေးကျွန်တော်ပတ်ကပရေဘော်လေးနှစ်ယောက်ဒီတန်ရရတဲ့လူတွေထဲမှာဒီအစ်စ်အန်နဲ့စိုးရင်ရတဲ့လူတွေရောဘယ်နှုတ်လောက်များပါရလို့သိရလဲကိုလိုဟုတ်အဲကျွန်တော်သိထားတာပေါ့နော်ကျွန်တော်နေဘေကျင်းဒီဖြစ်တယ်လို့ကျွန်တော်နေဘေကျင်းကတန်နေစိုးရင်ရတယ်နှစ်ယောက်ရှိတယ် အာကျွန်တော်သိချာအဲ့ဒီပေါ့နော်တခြားလူတွေလည်းရှိရုံပဲဗျအနည်းဆုံးတော့ကျွန်တော်သိချာတော့ကျွန်တော်သိချာတဲ့ရေးတင်းလေးဆိုတော့အနည်းဆုံးတော့နှစ်ဦးပေါ့ဗျာတားနိုင်တယ်များနိုင်တယ်ဗျာဟိုဒီကျွန်တော်ကျွန်တော်ဒီရှေးဦးဇနာပြုလုပ်ပြီးတော့အဲဒီပတိစီပါညာလုပ်နေရတယ်နေရာတွေဖွဲ့ထားတာလူများတဲ့ခါအဲ့တော့ဟိုကျွန်တော်ကျွန်တော်ရှိနေနေရမှာတော့နှစ်ဦးရှိတယ်တွေးထွက်တရားရတဲ့လူတွေလည်းပါမယ်ဆိုတဲ့အခြေအနေမျိုးတွေရှိရဲဆိုတဲ့ခါကြောက်လေဒီတွေးလိုအပ်ဖြစ်ပြီးတော့ရှိနေလာပြန်နောက်ထပ်ခုပေါ့နော်ဈေးကူတာဖို့ စေဝါတွေရောလုံလောက်မှုအခြေအနေရောရှိလားဘယ်လိုမျိုးများရှိနေလဲဟုတ်စေဝါအခြေအနေကတော့လုံလောက်မယ်လို့ယူဆပါတယ်ကွာကျွန်တော်တို့လည်းပြီးပြည့်စုံစေဝါရတယ်ပြီးရဆိုလို့လေအဲ့ဒါကတော့ဒီကျောင်းမကြီးပိုင်းရပဲခက်ခါနာပြီးလဲပဲတေချာကတော့ဝန်ထမ်းတွေကတော့ဟိုတော်တော်ပြင်းပန်းနေတော့ကျောင်းမကြီးဝန်ထမ်းတွေကတော့ဝန်ထမ်းလိုပဲချက်ကတော့ရှိနေမယ်ထင်တယ်ကွာဒီလက်ရှိပေါ်တော့စေဝါကုသဖို့သွားတဲ့နေရာတွေမှာစစ်တက္ကတာလမ်းပိတ်တာမျိုးတွေတို့စစ်ကြောင်းထိုးတာမျိုးတွေလည်းရှိနေရဲ့ရှိနေဆိုတဲ့ခါကျတော့လေ လက်ရှိဒီတန်ရတဲ့လူတွေကိုသွားဖို့လာဖို့တွေရောဘယ်လိုမျိုးတွေရင်ဆိုင်နေရတယ်လို့ကိုတီထားရလဲမသိဟုတ်အဲ့တော့ဒီစုမှုနယ်တွေထဲမှာပဲအဲအပြည့်အကူပါဟုတ်အဲ့တော့ဒီစစ်တပ်စစ်တပ်စုံမှုနေမျိုးတော့စေသွားကူတာမျိုးတော့မချမ်းမိသေးဘူးကြ။ဘုံကျဲတက်ခိုက်တာလीဒီ6ဦးနေမှာပေါ့နော်ဒါလက်တလောမှာတက်ပွဲကိုဖြစ်လို့လားဗျာ။မြေပြင်တက်ပွဲမရှိဘဲနဲ့ဒီအကြောင်းမဲ့အကြောင်းမဲ့ပေါ့တက်တက်တက်ခိုက်တာလား။ဘာကြောင့်များဖြစ်မလဲဟုတ်။တက်ပွဲကြောင့်လည်းမဟုတ်ဘူး။တခြားဘာအကြောင်းမှမရှိဘူး။ဒါလူလူတွေတက်ပွဲကိုပဲ တက်ပြတ်ထားပြီးတော့တက်ခိုက်တာပါဗျာရေကြီးကြီးတက်ခိုက်တာပါဒီလိုပထမတော့ဒါဒါခင်ချီတီတက်ပြတ်ခံရတာနဲ့ပတ်သက်ပြီးတော့ဒီတရားမျှတမှုရဖို့တော့နိုင်ငံတကာဖွဲ့စည်းတွေဘာတွေများတောင်းဆိုချင်လဲမသိပါဟုတ်ကျွန်တော်တို့ကဒါအဓိကတော့ဒါကျွန်တော်တို့ဒီဒေါ်လာရေးဘက်ကိုဗမ်မှုကြီးကိုစင်မပြေဘူးဆိုတဲ့အကြောင်းပါဒါစစ်ကောင်စီတို့ဒါထက်ပိုပြီးတော့ဖြည်းဖြည်းမင်းကြီးအရေးယူလို့လုပ်တယ်လို့ပြောလို့ပါတယ်ဗျာဒီဗုဒ္ဓဘာသာဒီအထိတ်မှတ်နေ့ဘောတော့ဒါတရွန်ချက်နေ့မှာပုံကျက်တက်ပြတ်ခံရတာဘောတော့ တက်တက်တက်တယ်ပတ်သက်ပြီးတော့ဒီရာဇဝတ်မှုကျူးလွန်တဲ့သူတွေကိုဘာများပြောချင်လဲမသိပြဟုတ်ဘာမှပြောပြန်မရှိတော့သူတို့ကဘာပြောပြောလုံနေတာဆိုတော့တနိုင်ငံလုံးကတန်းနဲ့ရှိရလူတွေဝိုင်းပြောတာတော့မှအာလောက်ကိုင်းနေရတယ်တော့ကျွန်တော်တို့ဟိုတူတူတယောက်ပြောနေတော့ဘာမှထိအောင်မသွားပါဘူးအဓိကတော့ဒါဖြစ်တင်မှုမလုပ်ထိုင်ဘူးလူသိရှိဖို့ဒါပဲဒါပဲပြောရမှာစက်သက်လေးတွေဟာတနအိမ်ပိုင်း60နေပါသေးလင်းမြအောင်ပြန်တန်းနိုင်တယ်လို့လေ့ကျင့်140 kg ထိတည်ဆောင်နိုင်ပါတယ် မြင်းပေ18000အထိလည်းပြန်တက်နိုင်ပါတယ်။ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့ကြေညာပါ။အင်ဂျင်ဆက်တန်ပန်ကာတန်ကြားရင်ပဝန်းကျင်ကိုလေ့လာပါ။ဆက်သက်လေးတွေကိုမြန်မာကဒါမှမဟုတ်အန်ဒီရဲ့ဒရီပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါ။လူထုထက်တဲ့နေရာနဲ့စီရီအခြေဆိုင်စခန်းလိုမျိုးပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုရှောင်ရှားပါ